ိုလေးဖြစ်လာအရန်အရန်အရန်စိတ်သက်အရန်ကောင်းတယ်နော်ကျွန်တော်တို့ကသူများကဟိုဆိုရှယ်မီဒီယာနဲ့မကောင်းတဲ့လူတွေပြောရတာရှိတယ်ဒါပေမဲ့ကျွန်တော်ပြောမယ်နော်လူကိုတင်သူတို့စာနာပေးပါသူတို့လေးတူဒီအခုဒါအမှုပညာဓမ္မထဲမှာပေါ့နော်တူဒီမှန်တယ်ဒီစကားတခုမှပြောလိုက်ပြီးတဲ့နောက်မှာဒိန်းအောင်တို့ဟုတ်တယ်နော်ဒိန်းအောင်တို့ယုံလေးတို့လိုမျိုးတူလိုက်လုံနေတာ အားလုံးမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြန်ကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ဗီဒီယိုကောင်းလေးနေနေပေါ့နော်ကျွန်တော်တို့ကနွေမြောက် fighter ကြီးကွန်လန်အန်ဆန်ရဲ့နောက်ဆုံးပွဲထိုးတက်ပြီးမှနိုင်ရှိခဲ့တဲ့ပွဲပေါ့နော်အပွဲမှာကျွန်တော်တို့ဆိုတော့ကိုလေးဖြူကကိုရိုင်းကိုကြပေါ့နော်ဝင်ရောက်ပြီးတော့မှတချင်းစူပေးတယ်ဆိုတဲ့အပေါ်တချို့သောတော်လိုင်းကြီးပတော်သားတွေကကိုလေးဖြူပါလို့ဆိုတော့မှအောင်လာရလဲငါတို့ရင်ခွေထဲကနေပြီးတော့မှငလုံးသားတွေထွက်သွားပြီဆိုတဲ့အပေါ်ပေါ့နော်ခေရိုက်နေတဲ့ အပေါ်ကိုစီရဲ့အမြင်လေးနဲ့နောက်ကြတော့ကိုအောင်လာရဲ့အမြင်လေးကိုပြန်လဲပြပြလိုက်တဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။ဆိုတော့ဒီရက်ဗီဒီယိုလေးကိုကြည့်ရှုပြရအောင်ပါနော်။ကျွန်တော်တို့ဒေါ်လိုင်းပတ်သက်တာတွေအနေနဲ့လည်းကိုနဲ့မတူကိုရန်ဒူဆိုတဲ့စိတ်သက်ကိုဘယ်နေရာမှာတုံးရမှာဖြစ်ပြီးတော့မှဘယ်နေရာမှာမတုံးရဘူးဆိုတဲ့အရာကိုလည်းပြောထားပါဗျာနော်။အဲဒါကြောင့်ကျွန်တော်တို့အားလုံးဖြစ်ချင်တဲ့အတိုင်းလူတွေအားလုံးက live ဖြစ်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လိုင်းဆိုတာလည်းရှိလာစရာအကြောင်းမရှိဘူးလို့ဗျာနော်။အဲဒါကြောင့်အဲ့အရာကိုကိုစီရနေတော့မှာပေါ့နော်။

ိုကိုဖုံးကျော်ပေါ့နော်ကျွန်တော်လည်းအမြဲတမ်းကျွန်တော်လည်းငယ်ကလေးနဲ့တငယ်ချင်းငယ်တငယ်ချင်းကိုဖုံးကျော်သူ့ကိုပြောရပေါ့နော်ကျွန်တော်အကိုလေးဖြူကိုခေါ်ချင်တယ်ကိုလေးဖြူရဲ့တချင်းနဲ့ကျွန်တော်အဲ့လိုမျိုးရှောက်ချင်တယ်ကိုလေးဖြူကလည်းအရန်အရန်အရန်စိတ်ဓာတ်အရန်ကောင်းတယ်နော်ကျွန်တော်တို့ကသူများကဟိုဆိုရှယ်မီဒီယာနဲ့မကောင်းတဲ့လူတွေပြောရရှိတယ်ဒါပေမဲ့ကျွန်တော်ပြောမယ်နော်လူကိုတင်သူတို့စာနာပေးပါသူတို့ချစ်ချင်းမြတ်တာပေးပါလို့ကျွန်တော်တိုက်တွန်းချင်တယ်နော်ဒီကိုလေးဖြူကသူလည်း မြန်မာယောက်ျားတယောက်ပဲတော့သူလဲသူ့ရဲ့မိသားစုသူစူးစမ်းပြီးတော့ပန်ပိုးချင်တဲ့လူတယောက်ပဲသူ့ကိုလည်းကျွန်တော်ရမ်းချစ်တယ်အာသူ့ကိုလည်းကျွန်တော်အတူနဲ့အတူတူဒီလိုမျိုးရှောက်ခဲ့ရဆိုကျွန်တော်ရမ်းဝမ်းသာတယ်ဟုတ်ပါရဲ့ကတော့ကြည့်တဲ့လူတော့စိတ်တိတ်တော့ပါ အမတ်တရားပဲဘောနော်ဒီကအမတ်တရားပဲနော်ဒီကဒီလောက်ကြီးရဲ့အဲကျွန်တော်အသက်တာမှာတော့ဒီဒီတခြင်းနဲ့ရှောက်ဖို့ဆိုတာကိုလေးဖြူနဲ့လူရှောက်ကျွန်တော်ငယ်ငယ်တည်းကိုလေးဖြူရဲ့တခြင်းနဲ့နားထောင်လဲကိုလေးဖြူကကျွန်တော်ရဲ့ဟိုကိုလေးဖြူရဲ့ fan ပဲနော်အဲသူရဲ့တခြင်းကိုဆိုရဲသူနဲ့အတူတူရှောက်ခွင့်ရတဲ့အတွက်ကျွန်တော်အရန်ဝမ်းတာလဲဖျားနဲ့ကျွန်တော်ကျေးဇူးတင်တယ်နော်ဒီအရော once in a lifetime moment မနော်အကိုရောညီလေးရောလက်မင်းမနော်ဒီအရော once in a lifetime moment မနော် ဒီဟာတော့ကျွန်တော်ရဲ့ဟို next generation ကိုကျွန်တော်ဒီဒီစုငွေနဲ့ကျွန်တော်သူတို့အာကျွန်တော်ဂျင်းလက်ဖွင့်ဖို့ဖွင့်ဖို့သူပြောလောက်ထားတယ်အဲပြီးတော့ now generation တွေပဲကျွန်တော်ရဲ့ပညာတွေကျွန်တော်ရဲ့တတ်တဲ့ဟာတွေငွေအားလုံးကလည်းသူတို့ next generation တွေဆိုပြီးကျွန်တော်တုံးချမယ်အကောင်းဆုံးဖြစ်အောင်ဆိုပြီးကျွန်တော်ကြိုးစားမယ်ကျွန်တော်ကျွန်တော်တကယ်ပြောမှာကျွန်တော်အဲ့လောက်အဲ့လောက်လေးလည်းမကျွမ်းကျင်ဘူးเนาะအဲ့လောက်လည်းမတော်အာငင်းငယ်တဲ့အနေနဲ့ကျွန်တော် athleticism နဲ့ machine เนาะ ကျွန်တော်ညီလေး Joshua Van ကိုကြည့်တယ် Joshua Van က training လာ9နှစ်ကျော်ရှိတယ်6နှစ်ကျော်သူကကမ္ဘာ championship အခုလို့ရမယ်နော်သူ့လိုမျိုးကလေးအများကြီးရှင်နော်ယွာမှာအဲ့လိုမျိုးမြန်မာပြည်ယွာတွေသူတို့ကအရန်ကျွမ်းကျင်တဲ့ကလေးအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိုက်သွင်းချင်တာပြိတ္တတွေတိုက်သွင်းချင်တာအာစ조사ပါကိုကိုကိုရဲ့စိတ်မှာပါတဲ့ဟာကို조사ပါအဲ့ဒါပြီးအချင်းချင်းနဲ့ချစ်ကြပါလို့ကျွန်တော်တိုက်သွင်းချင်ပါတယ်ရအောင်ကောင်းလေးစားတိုင်းပြည်ချင်းကြီးကောင်းခဲ့မယ်ဆိုရင် မြန်မာပြည်မှာပြန်လာပြီးတော့မှဂျင်းဖင်းကိုစဉ်းစားရှိလာတာရှိရကျွန်တော်မနေ့ပြန်ပြန်မယ်နော်တိုင်းပြည်သားရှေ့ပြေးမစနော်မြန်မာနိုင်ငံအဲအဲ့ဒါအဲ့ဒါဒီမှာရောအကေအကေတိုင်းပြည်ဟာအဲ sorry sir အားထောင်ရတဲ့ကိုအားလုံးအတွက်ကခွန်အားဖြစ်စီမဲ့အားလုံးစလုံးကိုပြုတ်ပေးပါဦးနောက်ဆုံးလည်းတရားမယ်ချန်တာကြီးခဲ့ချင်ပါ။ Okay အားလုံးအရင်ချီးစွမ်းနေတယ်။အာချစ်ချင်းမြတ်တာကျွန်တော်အသက်တာဆိုအရေးကြီးဆုံးပဲเนาะ။ကျွန်တော်ပြောချစ်ချင်းမြတ်တာဆိုဘယ်လိုလဲဆိုတော့ ကျွန်တော်ရဲ့ဒီကစားတဲ့နေရာမှာကျွန်တော်အရန်ချစ်တယ်နော်အရန်အရန် love any any love net uh affection မှာလို့ကျွန်တော်တိုက်သွင်းချင်ပါတယ်နော်အကိုရဲ့လှုပ်တဲ့ဟာကိုချစ်ပါကိုရဲ့ကိုရဲ့အမိသားစုကိုချစ်ပါလို့ကျွန်တော်အဲ့လိုမျိုးအကိုရဲ့ community ကိုချစ်ပါလို့ကျွန်တော်ကျွန်တော်အားပေးချင်ပါတယ်နော်အားလုံးအရန်ချစ်ပါဒီနိုင်ပွဲအတွက်နောက်ပြန်လို့တော့ဒီမြန်မာမျိုးများအားလုံးကိုကွန်ဂရက်ရှင်းလုပ်ပါတယ်ဟာအကြီးကြီးပါလားဟုတ်တာ Okay အကြီးကြီးများတယ်နော်ဟုတ်ပါပါ ကဲပါဒါကတော့ကိုအောင်လန်းအန်ဆိုင်ရဲ့ဗီဒီယိုပိုင်းဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့အားလုံးကြားတဲ့အတိုင်းပဲပေါ့နော်ကိုအောင်လန်းအန်ဆိုင်ရဲ့စိတ်သက်လေးကိုကျွန်တော်တို့မြင်ရတယ်တွေ့စိတ်သက်ကပေါ့နော်ကျွန်တော်မြန်မာနိုင်ငံကြီးကိုဘလော့ဒီကောင်းစားစေချင်တယ်ကျွန်တော်မြန်မာနိုင်ငံကြီးကောင်းစားပြီဆိုတာပေါ့နော်ငင်းချက်ပြီဆိုတာနဲ့တူတခါလည်းပြန်လာမယ်ဆိုတဲ့စိတ်သက်ရှိတယ်ဗျဆိုတော့အဲ့ရဲ့စကားကပေါ့နော်တွေ့ဝဲချင်းအားဖြင့်ပေါ့နော်ကျွန်တော်တို့နိုင်ငံကမတည်ငြိမ်နေဘူး ဘရစ်ခါတွေရှိနေသေးတယ်ဒီရဲစစ်ပွဲတွေရှိနေသေးတယ်ပေါ့နော်တိုင်းမြေမှာခွေးတက်အုပ်ချုပ်နေတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အဲဒါကြောင့်လည်းအရန်ကိုလေးစားပါတယ်နောက်ကြတော့ကိုလေးဖြူရဲ့အကြောင်းလည်းပြောပါပါဘောနော်ကိုလေးဖြူဆိုတာကစစ်တပ်ကိုအရန်ကောင်းတယ်ပေါ့နော်အဲဒါကြောင့်သူ့ကိုဆိုရှယ်မီဒီယာမှာပေါ့နော်အားလုံးဝိုင်းဆဲနေကြတဲ့အပေါ်နားလေပြဖို့အတွက်ကိုလည်းတောင်းဆိုလိုက်တာဆိုတော့အရန်ကိုကောင်းပါတယ်နော်ကိုလေးဖြူကလည်းသူကပေါ့နော်အင်တာဗျူးလုပ်တဲ့အချိန်တော့ပေါ့နော်အာ Fight Corps ဆိုတဲ့အရာကိုနားမလဲပေါ့တော့အင်္ဂလိပ်စကားတော့ ABC ပဲတတ်တယ်ဆိုတဲ့ စကားတွေပြောမိတဲ့ဖြစ်တာကြောင့်ပေါ့နော်အဲ PDF တွေဘာတွေနားမလည်ဘူးဆိုတော့မှကျွန်တော်တို့တော်လိုင်းပတ်တော်သားတွေအနေနဲ့ရပါပေါ့နော်သူ့ကိုမုံနှိကြတယ်သူ့ကိုရွှင်ချကြတယ်ပေါ့နော်အခြေအားဆိုတော့ကျွန်တော်အနေနဲ့လည်းအဲ့ဒါတင်းတော့တည်တယ်ဒါပေမဲ့ကျွန်တော်အဲ့အကြောင်းတွေဘာမှမပြောခဲ့ပါဘူးဗျာနော်ဘာကြောင့်လဲဆိုတော့သူ့ရဲ့အနေထိုင်အတွားလာပုံစံကိုကျွန်တော်စက်ကြည့်နေတယ်သူကနောက်ပိုင်းမှာတော့ခိုးလိပြပေါ့နော်နောက်ပိုင်းမှာတော့သူ့အတူဒီအရက်ဆိုင်မှာပဲဖြစ်ဖြစ်အဲဒီရဲ့ဘယ်လိုမျိုးပဲနေရာမှာဖြစ်ဖြစ်ဗျာအဲသူရှိုးပွဲတွေရှိလို့တချင်းဆိုတယ်ပဲဆရာလား ဒါတော့တူအလုပ်အနေနဲ့ကျွန်တော်နားလည်ပြလို့ရပါဗျာเนาะဒါပေမဲ့လည်းဟိုဒိန်းတော်တို့တခြားနုပညာတွေဖြစ်တယ်ပေါ့ပေါ်ပင်နေပုံစံသူကလည်းမလုပ်ဆိုတာအတွက်ပေါ့เนาะကျွန်တော်တို့တို့နားလည်မှုပေးရမယ်ဒါပေမဲ့လည်းတချို့တော့လူတွေကပေါ့เนาะခုချိန်ထိနားလည်မှုမပေးဘဲနဲ့ဒီလိုမျိုး online အန်ဆန်းပွဲလာတော့မှ online အန်ဆန်းကိုတော့မှနှလုံးသားထဲမရှိတော့ဘူးနှလုံးသားထဲထွက်သွားတယ်ဆိုတော့ပြောတဲ့လူတွေကလည်းရှိသေးတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့ပြောချင်တာပေါ့เนาะကျွန်တော်တို့ကကိုယ်နဲ့မတူကိုယ့်ရန်တူဆိုတဲ့စိတ်သက်ကိုမထားရအောင်ဗျာเนาะအဲ့စိတ်သက်ကဒီစစ်ခွေးတွေပဲထားတာ ဇော်မဲလိန်ကိုတိုင်ကဇော်မဲလုံးကိုတိုင်ကပြောထားတာဗျာမင်းတို့စစ်တပ်ကိုထောက်ခံမလားမထောက်ခံလားစစ်တပ်ကိုမထောက်ခံလို့ရှိရင်ရန်တူပဲဆိုတော့အဲ့ဒါကိုနဲ့မတူကိုရန်တူဆိုတော့စစ်ခွေးမိစာဝါဒီတုံးဆွဲတာအဲ့ဒါကြောင့်ကျွန်တော်တို့ဒေါ်လာရေးပတ်တော်တာတွေကအမှန်တရားမျက်နှာတွေလူတွေဖြစ်တယ်အဲ့ဒါကြောင့်ကိုနဲ့မတူကိုရန်တူဆိုတော့စစ်တပ်ကိုမထားဖို့အတွက်ကိုလည်းကျွန်တော်ပြောချင်တယ်ဆိုတော့နောက်ပိုင်းမှာပေါ့နော်ကိုစီရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်လိုက်မယ်ကိုစီပြောထားတဲ့အရာလေးလည်းအရန်ကိုမိုက်ပြီးတော့မှအတိတ်ပဲရှိလို့ပေါ့နော်ကိုစီအနေနဲ့လည်းကျွန်တော်တို့အမှန်တရားပတ်တော်တာတွေကဘယ်လိုမျိုးစစ်ထားထားတင်လဲဆိုတဲ့အကြောင်းအရာကိုပြောလိုက်တာပေါ့နော် ဆိုတော့အရန်ကိုမှိုက်တဲ့ပြီထူပါလည်းဖြစ်ပါလေဗျာနော်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်ဗျာ online ဆန်ပွဲမှာ၄မြူလာလို့ဆိုပြီးတော့ပြောနေကြတယ်ကွာ online ဆန်ကတော့နောက်ဆုံး20 wonder by ၄မြူမျက်နှာမြင်ရတာဘာဖြစ်တာကြောင့်ပြောနေကြတဲ့ဒူဒီကိုငါနည်းနည်းတော့ပြောမယ်ကွာသူကအစအတည်းက ABC မသိပါဘူးလို့ပြောထားတဲ့ပွဲလေဗျာအခုတော့ဒီ online ဆန်ပွဲမှာ ABC ဆိုအင်္ဂလိပ်လိုပြောရတာဆိုတော့အဲ့ဒါ तू လာလေ့လာတာဖြစ်ရင်ဖြစ်မှာပေါ့မင်းတို့တွေကသုတ်ကောဖို့ပဲနော်ဟုတ်ပါတယ်ဒီနေ့ live ပေါ်မှာဟော့နေကြတယ် အွန်လိုင်းအဆန်ပွဲမှာဆိုတော့လေးဖြူလာတဲ့ကိစ္စอืมလေးဖြူရှိရင်ဆိုချစ်ခင်တဲ့လူတွေလည်းအားပေးတယ်နော်ချွတ်တဲ့ကြောင်လည်းဝေဖန်တယ်လေးဖြူကြောင်မချိုက်ဘူးလို့ပြောတယ်စိတ်အနောက်ချက်ဖြစ်တဲ့လူတွေရှိတယ်အဲ့တော့ဘာဖြစ်လို့လေးဖြူတို့ဖြစ်သွားလဲဆိုတော့အားလုံးတိတဲ့အတိုင်းပဲအဲ BC ဆိုတာဘာမှမတည်ဘူးဆိုပြီးတော့အဲသူမျက်နှာဘေးနဲ့သူပြောလိုက်တဲ့ခနဲ့လိုက်တဲ့စကားတခွန်းကြောင့်သူ့ကိုဝေဖန်မှုတွေတော်တော်မျက်နှာခက်တယ်ချွတ်တယ်ဆိုလုံးဝတော့အားမပေးတဲ့လူတွေအောင်ရှိတဲ့အထိဖြစ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့တည်ထားမှာကဒီနေ့အွန်လိုင်းဆန်ပွဲဒီ အောင်နာအဆိုင်သူ့ရဲ့အားကစားပေါ့နော်ဒီလက်ပွေလောကရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်အဲသူဒီလက်ပွေပွဲနဲ့ပတ်သက်ခဲ့တဲ့အရာတွေအားလုံးဟာသူ့ဘဝမှာဒါလုံးဝအမှတ်တမ်းကြံမြင့်ခဲ့မဲ့အရာပေါ့အဲ့တော့ဒါကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်အောင်နာအဆန်းဆိုပြီးတော့မြန်မာပြည်သက်တွေစပြီးတော့တက်တက်ကြွကြွအားပေးခဲ့တဲ့တဲမှာလေးပြူရဲ့အမဲလိုက်ကတရှင်းရတယ်အခန်းကဏ္ဍတစ်ခုကနေပါဝင်ခဲ့တယ်ဆိုတာကိုတော့ကျွန်တော်ငင်းလို့မရဘူးနော်ဒီအမဲလိုက်ကတခြင်းမပွင့်ပဲနဲ့အတန်တိတ်စိတ်နေအောင်လားအဆန်းထွက်လာရင်တော့အပီရတဲ့ feeling ရှိမလားဟုတ်တယ်မလားတွေးကြည့်ပေါ့ ဲ့တော့ဒီတခြင်းဟာလည်းအောင်လအန်ဆန်းရဲ့ဒလိုဖြစ်လာတဲ့ဘဝတစ်ခုရဲ့တစိမ့်တည်းတာအခန်းကဏ္ဍဆိုရင်မမားပါဘူးအဲ့တော့အောင်လအန်ဆန်းကလည်းသူ့ရဲ့နောက်ဆုံးပွဲမှာဒီတခြင်းရဲ့ပက်ကန်ရှင်ဖြစ်တဲ့လေးပြုကိုလည်းဒါတလောက်တနေရဲ့ပေါင်ဝင်တာလည်းဖြစ်ရင်ဖြစ်လိမ့်မယ် ဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်နိုင်ငံမှာအာဏာသိမ်းထားတဲ့ပြည်သူတွေရဲ့ဆက်တက်ဖြတ်ခံနေရတဲ့နိုင်ငံရေးဖြစ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာလေးလူက BC ဆိုတာပါလေဘွိုင်းကော့ဆိုတာပါလေ ABC တော့မသိပါဘူးဆိုပါညာဆိုတဲ့စကားမျိုးနဲ့ခနော်လိုက်တဲ့စကားတခွန်းကြောင့်ဒီတော်လိုင်းရဲ့ဘက်မှာအတက်တဲ့စတဲ့ဘဝနဲ့စတဲ့နေတဲ့လူတွေဟာဆက်ဆက်တိမခံတားနာွားကြတယ်။နာပြီးတော့တုတ်ပြန်တဲ့ဟာဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ကြည့်ရမှာကကျွန်တော်တို့ကနေရာတကာကိုတော့ကိုဖြစ်ချင်တဲ့အတိုင်းလိုက်ပြီးတော့တတ်မှတ်လို့တော့မရဘူးထင်တယ် ကိုပြစ်ကျင်တဲ့အတိုင်းတတ်မှတ်မယ်ဆိုရင်ဘာလို့ကိုပြောဝဲဒုက္ခကျင်မှနေဘူးလဲအကုန်ပြစ်ကြကိုတိုက်ကြဘောဟုတ်တယ်မလားဒါကကျွန်တော်ပြစ်ကျင်တာကျွန်တော်ပြောတာဒါပေမဲ့ကိုပြစ်ကျင်တဲ့တိုင်းတော့နေရာတကာအတိုင်းဖြစ်လို့မရဘူးတဲ့စိတ်ကိုကျွန်တော်တို့တွေတည်ရနံပါတ်1နောက်ဒုတိယတစ်ခုရှိတာကကျွန်တော်လေးပြူလေးပြူဟာဒါကျွန်တော်ဆိုလဲအမှန်တိုင်းကျွန်တော်ပြောရင်ပြောမယ်လေးပြူကိုပထမလေးဒေါအောင်ဆန်းစွကြည့်ပြီးကျွန်တော်ဘုရားမှာစကန်တကယ်လေးစားရတဲ့ hero ပဲဘာဖြစ်လို့လဲကိုဂီတကိုယူတွတ်တယ်လေဟောဝင်ဖြစ်တယ်ပေါ့ကြိုက်တယ်အဲ့ဒီအချိန်မှာ ကိုကြိုက်တဲ့အထဲမှာလည်းမျိုးကြီးတို့လေးမျိုးတို့အငဲတို့ကဒါကိုယ့်ရဲ့တကက် crazy တွေဒီလူတွေကိုအားငါလက်ကလေးကန်ရရင်ဟိုဆိုတော့ feeling လေးတော့ဒီခံစားခဲ့ရတဲ့လူတွေဒါပေမဲ့အဲ့ဒီလေးမျိုး busy ဆိုတာဘာမှမသိဘူးပြောလိုက်သူ့ရဲ့နှစ်နှစ်ဘေးပေါ့နော်မထီတဲ့ဟိုမလေးစားတဲ့မထီတဲ့တန်ဖိုးမထားတဲ့ပြည့်ရပြုတ်တဲ့စတဲ့ဖြစ်အမျိုးမျိုးတက်ရောက်တာပေါ့အဲ့ဒီနှစ်နှစ်ဘေးနဲ့သူပြောလိုက်တဲ့စကားတခုပေါ့မှာအမှန်တိုင်းကျွန်တော်ဝေခိုင်းသူ့ကိုကြည်ရှင်းစွဲကြည်ညိုမှုတွေတက်ပြဲတယ်ဒါပေမဲ့တော့ကျွန်တော်တို့ကရန်သူဖြစ်သူ့ကိုတမန်လို့တော့မရဘူး ဒါဒါဒါကျွန်တော်ပွင့်ရင်ကျွန်တော်ဘယ်မှမလိုက်ပဲနဲ့ပွင့်မလင်းဘာဖြစ်လို့လဲဆိုတော့လေးမြူဒီအခုဒါအမှုပညာဓမ္မထဲမှာပေါ့နော်တူဒီမှန်တဲ့ဒီစကားတစ်ခုကိုပြောလိုက်ပြီးတဲ့နောက်မှာဒိန်းအောင်တို့ဟုတ်တယ်နော်ဒိန်းအောင်တို့ယုံလေးတို့လိုမျိုးတူလိုက်လုံနေလားကျွန်တော်တို့ဒါတော့ကြည့်ရမယ်မလုပ်ပါဘူးတူတွန်လိုင်းဘက်ကတူအာမပေးနေနေလိမ့်မယ်အဲ2 1 2ကြောင်းပြီးတော့အတွက်တူရက်တည်နေတယ်ပေါ့နော်အဲ့ဒါပေမဲ့အဲ့ဒီတူရဲ့1ကြောင်းမှုရက်တည်မှုကတစ်ဖက်ရန်တူအတွက်တော့ဟောအာတစရာတွေဖြစ်ဖြစ်သွားလိမ့်မယ်ဒါပေမဲ့တူအနေနဲ့ရည်ရွယ်ချက်ရှိရှိ ဘလူးမှခကျူးမဆိုင်ပဲနဲ့အခုဒိန်းဆောင်တို့လုပ်နေတဲ့ပုံစံမျိုးတော့သူမလုပ်ဘူးအဲ့ဒီအတွက်ကျွန်တော်တို့ပြည်သူအနေနဲ့လေးမျိုးဟာရန်သူအဖြစ်ကျွန်တော်တတ်မှတ်ခွင့်မရှိဘူးလို့ကျွန်တော်ကျွန်တော်အမြင်ပြောရရင်တို့မြင်တယ်အဲ့ဒီအတွက်အခုအောင်နာအန်ဆန်ပွဲပြန်ဆက်လိုက်မယ်အောင်နာအန်ဆန်ပွဲမှာနော်မကြည့်လိုက်ပါပြီးမှကျွန်တော်စကားဆက်ပြောမကြည့်လိုက်ဟောဒီလိုပုံစံမျိုးတွေကလည်းဒါအောင်နာအတွက်ကိုကျွန်တော်ပြန်ကြည့်ပေးရမှာပေါ့နော်အောင်နာနေရာမှာကိုယ်ဆိုရင် ူ ABCD မသိလို့ဒီမှာ ABCD လို့လာပြောရတယ်ဆိုခင်ဗျားတို့အပြစ်တင်တဲ့လူတွေတိတိတိဆော့ကသူ ABCD မသိဘူးလို့ပြောထားတယ်လေအဲ့ဒါဘာမီဖိုက်တာအောင်လာဘာညာတာကနေကြကွာစီဆိုသူလာလောက်တာလေဟုတ်တယ်မလားမသိပါလားခင်ဗျားတို့ကလည်းတကယ်ပဲဇွတ်ပဲအရင်ချိန်ရဆိုရင်တော့ဒါမျိုးဆိုရင်တကယ်ကိုဖီနီခံလောက်အကောင်မှာလေးဆိုကျွန်တော်ပြောစလို့ကျွန်တော်လေးစားရတဲ့ထဲမှာအဲ့လောက်ထိကျွန်တော်လေးစားခဲ့တယ်ပေါ့နော် နိုင်ငံတော်ကောက်ကောက်မှုမှုအချိန်ဆိုရင်ဗျာဟမ်ကျွန်တော်တို့တွေအဲ့ဒါပဲဗျာတကယ်ပဲကျွန်တော်တို့နိုင်ငံဟာဒီလူရုပ်မာတွေကမဖြစ်စည်းရင်အများကြီးရှေ့ရောက်နေရင်သာစရာကြီးဟုတ်ပါတော့ဒီတချင်းတွေနဲ့ပဲဒါအွန်လိုင်းအပွဲတွေကမြန်လာခဲ့တာအပိတဲ့ပိတဲ့တွေကလည်းဒီ hey 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 ဆိုတဲ့အတန်နဲ့တင်စိတ်ကြွခဲ့တာအောင်လကိုယ်တိုင်ကလည်းအဲ့ဒီ hey hey ဆိုတဲ့လင်းလူရဲ့အတန်နဲ့ရောဘေးကပြင်းတဲ့ကအောင်လအောင်လဆို hey hey ဆိုတဲ့အတန်နဲ့ရောသူ့ရဲ့ဘွားဒီမှာနော်လှပတဲ့နစ်တစ်တွေကိုပွင့်ထွန်းခဲ့တာအဲ့ဒီအတွက်ဒါသူဟာနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တဲ့အတွက်ဒါသူ့ဘွားမှာတစိတ်တေတနော်တွန်းအောင်ပြေးခဲ့တဲ့အရာတွေထဲမှာပြိတ်တက်ပါမယ်ဟုတ်တော့မြန်မာပြိတ်တက်ပါမယ်ဒါမြန်မာပြိတ်တက်သူ့ကိုတွန်းအောင်ပြေးခဲ့တဲ့အဓိက main point ပေါ့နော်မြန်မာပြိတ်တက်ပါပြီးလို့ရှိရင်လေးလူပါမယ် ခုနကဒါတွေကိုသူပြန်စုစည်းပြီးတော့ဒါသူ့ရဲ့နောက်ဆုံးပွဲမှာဖြစ်တယ်ဆိုတာကဒါကျွန်တော်တို့အနေနဲ့ကတော့သူဖြစ်တဲ့နယ်လို့ဖြစ်နေ။နောက်တစ်ခုရှိတာကကျွန်တော်တို့လူမျိုးသူဟာမြန်မာပြည်မှာနေပြီးတော့မြန်မာနိုင်ငံကအာဏာရှင်တွေရုပ်မှတ်တမ်းကိုခါတီးခန်းနေရတဲ့လူတယောက်မဟုတ်ဘူး။သူဒီနဲ့အခြားနိုင်ငံမှာနေတယ်အခြားနိုင်ငံသားခံရတာရှင်းပြမြန်မာစကားတော့သူမနဲ့ပြောနေရတယ်။သူကသူ့ဘဝငငယ်လေးတွေကသူမြန်နိုင်ငံရောက်လာတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ကဒီနှစ်အောင်လုံးကိုဒီအချိန်ဒီပွဲမှာကျွန်တော်တို့အပြစ်မတင်ဘလို့ပြောမလဲပြကျွန်တော်အမြင်အများကြီးနော်အပြစ်တော့မတင်သင့်ဘူးထင်တယ်ဒါပေမဲ့ကျွန်တော်အားမပေးချင်ဘူး အလေးတို့နဲ့တို့ခေါ်ပြီးတော့လောက်တာကွာငါတို့ကတော့မပေးဘူးပြတယ်ဒါပေမဲ့အပြစ်တင်လောက်ထိတော့မရှိဘူးလို့ဒါကျွန်တော်တို့ကမြင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံအရေးဟာအပြစ်နဲ့လက်နဲ့ရှုပ်ထွေးပါတယ်နိုင်ငံရေးကိုကျွန်တော်တို့ဖြစ်ချင်တိုင်းဖြစ်လို့မရပါဘူးဖြစ်ချင်တိုင်းဖြစ်ရင်နိုင်ငံရေးမဟုတ်ပါဘူးเนาะဒါလေးကိုတိဖို့လိုတာပါဟုတ်တယ်မလားအခုဒီပွဲမျိုးကနိုင်ငံကောင်းလို့ဆိုပေမဲ့ရှယ်ပဲကဒါမျိုးပွဲမျိုးတွေကပေါ့เนาะကျွန်တော်နိုင်ငံကောင်းနေတဲ့အချိန်မှာဆိုရင်တကယ်ကိုအားရကျင်းတဲ့ဂျီနူးစီကကောင်းမဲ့ပွဲမျိုးတွေဒါပေမဲ့ဒီနေ့ကျွန်တော်နိုင်ငံဖြစ်နေတာအားလုံးသိတဲ့အတိုင်းဒီအာနာတိန်းနာတဲ့စစ်တပ်ကသူတို့အာနာကိုလုနေတာ၅နှစ်ပြည့်လာပြီ အာနာကိုလှူတာပြည်သူရှင်ကလူမရတဲ့အစုံမှာသူတို့အုပ်ချုပ်လို့မရတဲ့ဒေတာမှန်သမျှကိုဘုံကျဲတယ်စစ်တောင်းထိုးတယ်မီးကျို့တယ်မျိုးစုံလုပ်နေတာအာလုံးနဲ့တည်တယ်အဲ့တော့ပြည်သူတွေကဘာဖြစ်လို့ခံမအောင်များတဲ့နာကြီးမှုတွေကရင်ထဲကိုစုပြီးတော့လုံးဝဆက်ဆက်တိမခံထင်နေတဲ့အနေထားအဲ့ဒီအနေထားမှာခဏကပြောသလိုမနေတတ်လို့တခွန်းလေးစကားမလိုက်တာနဲ့ဒီလူပေါ်အဲ့ဒီဒေါ်ရတွေပုံကြဝမ်းမဲ့မြန်မာပြည်သားတွေဖြစ်နေတဲ့အနေထားပဲနော်အဲ့တော့လင်းပြူပြောခဲ့တဲ့စကားတခွန်းအနောက်မှာလည်းဒီရဲ့ခံစားချက်တွေကြောင့်ပါကြတယ် ဒါပေမဲ့ကျွန်တော်တို့ကဒီတော်လှန်ပြည်သူပဲအချမ်းအလုံးတည်ရမှာကကျွန်တော်တို့ကနေရာတကာတို့ကျွန်တော်တို့စိတ်ဖြစ်ခြင်းနဲ့ဆန္ဒအတိုင်းဖြစ်လို့မရဘူးဆိုတာလေးကိုကျွန်တော်နားလည်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နေဖြစ်ခြင်းတိုင်းညာဖြစ်ခွင့်ရမယ်ဆိုရင်ကျွန်တော်တော်လှန်နိုင်ွားပြီလေ။ဟုတ်တယ်မလား။ဒါပဲအဲ့ဒါအဖြေပါပဲ။အဲ့တော့ကျွန်တော်တို့တွေကကိုလှုပ်တဲ့လမ်းကြောင်းတွေအမှန်တရားအတွက်လှုပ်တာအများအတွက်လှုပ်တာကိုကိုကြိုးတဲ့လှုပ်တာမဟုတ်တဲ့အတွက်မတိတတ်တဲ့သူတွေရှိတယ်လို့တိတတ်တဲ့သူတွေရှိတာလိမ့်မယ်။ တိတက်တဲ့ဒူတွေကငါတို့အနောက်မှာပါလာနိုင်မယ်ဆိုတဲ့အတိတစ်ခုနဲ့ပဲကျွန်တော်တို့ကိုလမ်းကိုကိုရှောက်ဖို့ရှိတာပဲဆက်လျှောက်သွားဖို့လိုအပ်တာပေါ့အဲ့တော့ဒီလိုအောင်နှံ့အဆန်းနဲ့အနေနဲ့ကတော့ကျွန်တော်တို့ဒါအပြစ်တော့မတင်သင့်ဘူးထင်တယ်ကျွန်တော်ရှေ့မှာရှင်းပြခဲ့တယ်လို့ပဲအဲဒူရဲ့ဘဝမှာပေါ့နော်ဒူဟာဒါသူ့ရဲ့တစိ့ပိုင်းတွေကိုအားလုံးစုစည်းပြီးတော့နောက်ဆုံးသူ့ရဲ့ဒီဘဝကိုဒါအဆုံးတက်လိုက်တဲ့ပွဲလေးဖြစ်တဲ့ဆိုကျွန်တော်တို့အနေနဲ့နားလည်ပေးတယ်လို့ထင်တယ်ဒါပေမဲ့ဟိုနိုင်ငံရင်းနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ကညီကောင်မောင်တို့ကမိတ်ဆွေတားချင်းမရှိသလိုပေါ့ကျွန်တော်တို့ နိုင်ငံရေးပေါ်မှာကျွန်တော်ကြတော့ကြည့်တဲ့ဟာတော့တခုပဲရှိတယ်အဲ့ဒါကနိုင်ငံရေးပေါ်ဖြစ်စည်းနေလားပေါ့အဲအဲ့ဒါကျွန်တော်တော်လိုင်းပေါ်ဖြစ်စည်းနေလားတော်လိုင်းထိခိုက်အောင်လုပ်နေလားစသဖြင့်ဟိုအရေးကြီးတဲ့အပိုင်းတွေကိုကျွန်တော်ရွေးကြည့်ဖို့လိုအပ်တာပေါ့နော်ဒါသာမဏေလာနေရင်ပြည်သူကလည်းကျွန်တော်တို့ဘက်ကိုနားလည်နိုင်လိမ့်မယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအကဲခတ်မခံလိုက်ပြီးတော့ဖြစ်နေကြမယ်ဆိုလို့ရှိရင်ပြည်သူကလည်းကိုယ်နားနဲ့မှုလိုအပ်နိုင်ဘာဖြစ်ဆိုတော့ဒီနေ့မှာဘာဖြစ်လို့ပြည်သူသုံးရတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံမှာလက်ရှိအချိန်မှာတုံးဖွဲ့ပွဲသွားပါပြီနော်တပွက်ဒီဒီလူနည်းစုပေါ့နော်လူဦးရေတောင်းကနန်းအောင် ပဲရှိတဲ့ဒီစစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းတန်တဲ့တစ်ဖွဲ့ဒီတော်လှန်ပြည်သူအတိုင်းဝိုင်းနောက်တစ်ဖွဲ့ဒီဘယ်ဟိုဘက်လိုလိုဒီဘက်လိုလိုအတိုင်းဝိုင်းအဲ့အတိုင်းဝိုင်းရဲ့ကြောက်ဖို့ကောင်းတာအဲ့တိုင်းဝိုင်းကဝိနည်းကပြောသလိုသူတို့အဖြေကိုထုတ်ပေးမယ့်အတိုင်းဝိုင်းဖြစ်တယ်။သူတို့အတိတ်တရားမြင့်မားလာဖို့သူတို့ဒီခံယူချက်တွေရှိလာဖို့သူတို့ဒီနားမျက်စိတွေပွင့်လာဖို့အတွက်ကျွန်တော်တို့တွေကချော့တင်တဲ့အရာကိုချော့ရမယ်ဖြောင်းပြတင်တဲ့အရာကိုဖြောင်းပြရမယ်လန်ခင်းတင်တဲ့အရာကိုလန်ခင်းပေးရမယ်ကျွန်တော်တော်လန်ပြည်သူတော်လန်ရေးကိုပုံပုံညက်ညက်ကြည့်အောင်နားလည်တဲ့လူလန်းသားတွေဟုတ်လားဒါကွမှတ်တောက်တင်ပြီးသားတွေဖြစ်လို့ကျွန်တော်ပြောစရာအတိတ်အကြောင်းမရှိဘူး ဲ့တော့ကျွန်တော်တို့နိုင်ငံအဆုံးပြတ်ကိုပေးနိုင်တာဒီအဲ့ဒီအလဲလူဒန်းစားပေါ့အဲ့ဒီလူဒန်းစားတွေနားလည်လာဖို့အရေးတွေးတွေမြင့်လာဖို့အတွက်ကျွန်တော်တို့တွေကစိတ်လိုက်မှန်ပါတွေလုပ်လို့မရဘူးကိုဖြစ်တင်တိုင်းစံနာတစ်ခုတွေလုပ်လို့မရဘူးဒါလေးကိုအလုံးတတိပြုနိုင်ကြပါစေလို့စိတ်နဲ့ကျွန်တော်ရင်ရှင်လုပ်တာဖြစ်ပါတယ်အဲ့တော့မင်းစံနာကဘယ်လိုလဲဖြစ်နိုင်မှာဆိုရင်တော့မြန်မာပြည်မှာဒီကာလမှာတော်လှန်ရေးရလော်ပြီးကြော်ပွဲရှင်ပွဲရန်သူကိုအားရစေမဲ့ပွဲဘာတစ်ခုမှမရှိဘူးခေါင်းတွေပေါ့ဗျာအကုန်လုံးဝိုင်းချရင်ဒီနေ့ချဒီနေ့မပြီးဘူးလားဟုတ်တယ်မဒါပေမဲ့ဖြစ်မှမဖြစ်နိုင်တာ ဟမ်ကိုစိတ်လို့လူတိုင်းမရှိဘူးလေဟုတ်တယ်မလားအခုကျွန်တော်ပပုံပြောဘူးနာမင်းအောင်မိုင်ကောင်မျိုးကောင်မှလောက်ကြမ်းမယ်မင်းကိုစီမင်းအသိခံရဲလားမင်းကိုမှငါဘုန်းစင်ပဲမင်းလာခဲ့လားဟမ်လာခဲ့လားငါပေါက်တီကိုလာတဲ့အချိန်ကျွန်တော်တို့ဘာမှမလုပ်ခိုင်းဘူးဘာမှမလုပ်ဆိုမတန်လို့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အလုပ်တွေကိုကျွန်တော်တို့ကတွတ်ချေလို့အခုလက်ရှိ PDF တွေလို့ပေါ့ PDF တွေစစ်ခွေးစကမ်းတွေကိုအခုစောင်းမဖြစ်တော့ဘူးနော်ဒီစကမ်းတစ်ခုတွားပစ်လို့ကုံမဲ့အကန့်နဲ့နော်ပြန်ရမယ့်အကန့်တွတ်ချေရတယ်တိုက်ခေါ်တစ်ခုဆိုတော့အဲ့ဒါလို့ပဲကျွန်တော်တို့လည်းကိုယ်နဲ့ရင်ဆိုင်မဲ့လူဟာ ဘယ်လိုပုံစံမျိုးလဲတန်ရက်လားစသဖြင့်ဒါမျိုးတွေကိုကျွန်တော်တို့တွတ်တက်ဖို့လိုတာပေါ့ဒါကြောင့်မို့လို့ကျွန်တော်တို့တွေကသေဖို့အတွက်လည်းရင်းရဲပါတယ်ဒါပေမဲ့ကိုလိုမျိုးသေဖို့အတွက်မပြောနဲ့ကိုရဲ့စီးပွားလေးကိုမီတာစုလေးကိုကိုထိခိုက်မှလေးနည်းနည်းတော့မခံနိုင်တဲ့ဒူတွေကြားထဲမှာကိုနိုင်ငံကလုံးနဲ့လိုက်နေတာဖြစ်တဲ့အတွက်အဲ့ဒီဒူတွေကိုလည်းခံနိုင်လောင်ကိုကကြည့်ပေးဖို့လိုအပ်တာပေါ့ဟုတ်တယ်မလားဒါမှသာကျွန်တော်တို့နိုင်ငံအမှန်တရားလမ်းကြောင်းပေါ်ရောက်မယ်ဒီနိုင်ငံဒီလိုအာဏာရှင်စနစ်ဆိုးကနေကျွတ်နိုင်မှာ เนาะအဲ့ဒီအတွက်တို့စိတ်ရှင်းတဲ့နေရာနဲ့စိတ်ရှင်းရမယ်เนาะတားကြီးဟိုစိတ်ကြီးပါနဲ့လို့မြို့ကောင်တို့မှာအားလုံးလည်းတိုက်တွန်းချင်ပါတယ်เนาะလောလောဆယ်တော့အမဲလိုက်အောင်ပေါ့ဗျာဟုတ်တယ်မလားဟိုမှာ ABCD မတက်တဲ့ကိုလေးသူကြီးရဲ့အခုလောက်ဆိုရင်အမဲလိုက်ရင်လည်း ABCD တက်သွားပြီထင်ပါတယ်เนาะမြန်မာပြည်သူတွေခံစားမှုကိုကိုလေးသူတယောက်လည်းနားလည်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျွန်တော်လူမျိုးပဲကိုလေးပြူကိုဘွားနဲ့ရင်းပြီးချစ်တဲ့သူတွေအများကြီးရှိမှာပါเนาะအဲ့တော့အဓိကကျွန်တော်တို့ကထင်ရှားကြော်ကြတဲ့လူတယောက်ဖြစ်လာလို့ရှိရင်ကျွန်တော်ကိုယ်စိတ်ကိုကိုမပိုင်တော့ဘူးဗျာကိုကိုဘွားကိုကိုမပိုင်တော့ဘူး ဲ့ဒီအပေါ်မှာဟိုကလေးတူအနေနဲ့လည်းနားပူနားလဲလိမ့်မော်တို့ကြတော့ပိုပြီးစီမြန်ကြတဲ့ဆရာကြီးတွေဆိုတော့ဟုတ်တယ်နော်အဲ့တော့စကားလေးတစ်ခုံးအပေါ်မှာကျွန်တော်တို့ကသူ့ကိုဘူးယူပြီးတော့အညှို့အတေးထားနေတယ်မလို့အေးသူ့ရဲ့လောက်ရက်တွေကိုဆက်ကြည့်ဖို့လိုအပ်တာဟောတော့ဒါလေးပါပဲအားလုံးကျွန်တော်နိုင်ငံသားတွေအာနာရှင်စနစ်ဆိုတာအများဆုံးလွတ်မြောက်နိုင်ကြပါစေကဲပါဒါကတော့ကိုစီရဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ပြောတဲ့အရာလေးကအရန်ကိုရင်တကြီးတင်းတင်းမမွေးနေပေါ့နော်ရိုးရိုးချင်းချင်းလေးပြောတော့တာဆိုတော့အတွက်ကျွန်တော်တို့အားလုံးအတွက်လည်းပေါ့နော်နားလည်ရလွယ်ရတော့မှနားလည်ကြမယ်လို့လည်းကျွန်တော်ထင်မိပါတယ်နော်ဆိုတော့ ဒီတန်းမှာကိုစီပြောရတဲ့အရာကကိုလေးဖြူကပေါ့နော်အမားတခွန်းလို့တုံးလို့မတုံးချင်ဘူးပြောနော်ဒီကသူပြောတဲ့စကားကလည်းရိုးရိုးချင်းချင်းလေးပဲပြောလိုက်တာဘယ်ဖက်မှပါပြီးတော့ပြောတဲ့စကားလည်းမဟုတ်ပြောနော်ဘက်ကော့ဆိုတာနားမလဲဘူးဆိုတော့ AB ဆိုတာမတိဘူးအထားပဲပြောလိုက်တာဒါပေမဲ့လည်းကျွန်တော်ဘက်ကပေါ့နော်အဲခန်းစားချက်ပြင်းထန်တဲ့လူတွေအနေနဲ့ပေါ့နော်ဒီကစကားကိုအဲပြောမယ်ဆိုအကောင့်မားရတာနေမှာပြောနော်အတိတ်ပဲယူမားရတာလည်းဖြစ်နိုင်တယ်အဲဒါကြောင့်ဒီလိုမျိုးကျွန်တော်တို့အဲစိတ်မချည်ရင်လင်းစရာတွေဒီမျိုးစိတ်ကလေးကမချင်မနှက်တာတွေ ဂရိကတော်ဖြစ်ရတာတွေလည်းဖြစ်နိုင်တယ်ပေါ့ဗျာနော်အဲဒါကြောင့်ဒီနေရာမှာကျွန်တော်တခုပြောချင်တာပေါ့နော်ကဲလို့ကိုလေးဖြူတာပေါ့နော်အာဘိုက်ကောက်ဆိုတာနားလဲတာပေါ့နောက်ကြလို့ရှင်အင်္ဂလိပ်လိုလည်းနားလဲတယ်ဗျာပြောမယ်ဆိုလို့ရှင်သူတို့အင်တာဗျူးဖြေတိုင်း okay okay ဆိုတော့ပြောလိုက်လေဆိုလို့ရှင်အဲအင်တာဗျူးမေးတဲ့ကောင်တွေကလည်းပေါ့နော်တကယ်တော်လန်ရို့အားပေးလား PDF ကိုအားပေးလားအဲအဲ့လိုမျိုးနောက်အပိတ်မေးခွန်းနေနဲ့မေးလို့ရှင်သူ့အနေနဲ့ဘယ်လိုဖြေမလဲအားတစ်ချက်ပြန်စစ်စာကြည့်ပေါ့ဗျာနော်အဲဒါကြောင့်အဲအင်တာဗျူးလုပ်တဲ့လူတွေကလည်း ကိုယ်ကိုမေးလိုက်တဲ့စကားပါဗောနော်လုံးဝအတိပဲရှိလားဒါမှမဟုတ်လို့ရှင်လဲအဲစစ်ကောင်စီအကြိုက်ကိုမေးမဲ့မေးခွန်းနေပါလာဆိုတာလဲခင်ခင်နေနဲ့လည်းမတိနိုင်ဘူးလीနော်အဲ့ဒါကြောင့်ကိုလေးဖြူအဲ့လိုပြောတဲ့အပေါ်မှာကျွန်တော်အနေနဲ့ကတော့နားလည်မှုပေးနိုင်တယ်တကယ်လို့ကိုလေးဖြူတာဗောနော်အင်္ဂလိပ်လိုနားလဲဘိုက်ကောဆိုနားလဲတယ်ဟာဘိုက်ကောဆိုတာနားလဲတဲ့နောက်ပိုင်းမှာတူးကိုဆက်မေးတဲ့မေးခွန်းပေါ်တူကပြန်ဖြေရတော့မယ်လीအဲ့ကြောင့်ကျရင် PDF ကိုအားပေးလားအမပေးလို့အချိန်ကြာရောက်ရှင်သူကဖြေတာမားလို့ရှင်ပို့လို့မှတေးပြီမဟုတ်လားအဲ့ဒါရိုးရိုးလေးပဲစဉ်းစားကြည့်ပေါ့ဗျာနော် ဒါကျွန်တော်မြင်တာလေးကိုပြပါတာပါဆိုတော့ကျွန်တော်ညီကောင်မများနည်းလည်းထင်မြင်လေးတွေတခုခုရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားကြောင့်ပါနော်ဒီရဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့မှကိုထင်မြင်ချက်ကိုလည်းကိုမမရေးခဲ့ပြပါအောင်ဆိုတော့ anyway congratulation to online anzan ပေါ့နော်ဆိုတော့နောက်ဆုံးထိုးရတဲ့ပွဲမှာဒီလိုမျိုးအောင်မြင်မှုနဲ့အဆုံးသတ်သွားရတဲ့ဆိုတဲ့အတွက်အရန်ကိုလေးစားပါတယ်ဂုဏ်ယူပါတယ်ဆိုတော့နောက်ပိုင်းမှာလည်းပေါ့နော်ကျွန်တော်တို့မြန်မာကုံဆောင်ပေးမယ်လူငယ်တွေကိုပုံမိုးမွေးထုတ်နိုင်ပါစေပုံမိုးမွေးထုတ်နိုင်ဖို့လည်းပေါ့နော်စူးစမ်းပေးပါလို့လည်းကျွန်တော်တို့ ပြတတ်ရခံပါတယ်ဆိုတော့ကိုစီကိုလည်းလေးစားပါခင်ဗျာဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုလည်းမှတ်အဆုံးသတ်ပါတယ်ဆုံးတိလဲပါချစ်ချုပ်ပေးတဲ့ညီကောင်မတို့အကြောင်းချင်းစီတိုင်းကိုလည်းထူးပြင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ဒေါ်လန်ညီကောင်မတို့များအလုံးအဆက်အယအဆင်ပြေပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျမကြီးကျူးဆက်ကြပါခင်ဗျာ